ချိန်မင်းရဲ့ကန်စာဘွဲ့မှာနေရကြတော့အဲ့လိုမူသွင်းရပါလို့တော့ဆိုအဲ့ဒီကားလုံးတော့မိတ်ကပ်မလိမ့်ဘူးမိတ်ကပ်ကိုအဲ့လိုနည်းနည်းပပလေးပဲထုတ်ပြီးတော့အဲ့လိုမျိုးရုပ်ကိုကျမ်းအောင်ပို့လုပ်ခဲ့တယ်ဒီအချိန်နေမှာငါလုတ်တယ်ဆိုတာရွှေရုပ်ကတိကိုတိမှာအဲ့တော့ငါဘာလုပ်ရမှာလဲဒီကောင်ကိုဒုက္ကိတဖြစ်ပြီးတော့လူစင်မမီအောင်လုတ်လို့ရတယ်အပေါ်ရင်ငါတော့ဇကားထဲမှာပြောရမယ် တကယ်ကန်စားတယောက်လိုမျိုးမှုတည်အပြင်းနဲ့တရုတ်ဆောင်တာတွေမြင်ရတယ်ပြီးတော့ကျွန်တော်တို့ပညာအများကြီးရပါတယ်ဘောလုံးလေဘောလုံးလေဆိုတာတို့အဓိကတော့တို့သမီးတော့ body နဲ့အားကြခဲ့ရတယ်မင်းသားလို့ပြောရတယ်ဗျာကျွန်တော်ငယ်တည်းကသူ့လိုမျိုး body ဖြစ်အောင်လုပ်ရမယ်ငါဒီလမ်းကိုရှောင်းခဲ့တဲ့လူဖြစ်တဲ့အတွက်သူ့ကိုယူရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ငယ်ကတည်းက idol လို့ရှိခဲ့တဲ့လူတွေကျွန်တော်ဒီလိုလေးစားရတဲ့လူတွေအောင်လည်းသူတို့တရုတ်ဆောင်တာတော့အများကြီးစိတ်ချတယ် တော်ဒီမချစ်တဲ့တော်စီတွေမှာဆိုတော့အာပေါ်ရတဲ့အပွဲရကိုရှိမင်းမနော်ကာလတူကိုရှိမင်းရဲ့ဒန်ဆာအပွဲရဘာရောက်ခဲ့တဲ့အောင်ကိုရှိမင်းရဲ့ဒန်ဆာအပွဲမှာနေရတာကြတော့အဲ့လိုမုန်သွင်းရပါလို့တော်ဆိုအဲ့ဒီတကားလုံးတော့မိတ်ကပ်မလိမ့်ရဘူးမိတ်ကပ်ကိုအဲ့လိုနည်းနည်းပပလေးပဲထုတ်ပြီးတော့အဲ့လိုမျိုးရုပ်ကိုကျန်းအောင်ကိုလုပ်ခဲ့တယ်နော်ရုပ်လည်းကျန်းအောင်လုပ်တယ်ပြီးတော့အခြားဒီဟို လို့ပြောမယ်။ action ဘိုင်းတွေကိုလည်းကျွန်တော် data ပြန်ပြီးတော့လေ့လာပြီးတော့အဲ့အဲ့ကားမှာလည်းပညာရောအများကြီးရခဲ့။ဟိုအောင်ရဲ့နေ့ကလည်းတကယ်ဟိုစိတ်စိတ်ထားပြေဝပြီးတော့ကျွန်တော်ဆွဲခေါ်နေတယ်နော်။အဲ့ဒါကြောင့်လည်းအများကြီးအဆင်ပြေပါတော့။ဒီအခြေအနေမှာငါလောက်တယ်ဆိုတာရွှေရုပ်ကတိကိုတိမှာ။အဲ့တော့ငါဘာလုပ်ရမှာလဲ။ဒီကောင်ကိုဒုက္ကိတဖြစ်ပြီးတော့လူစင်မမီအောင်လှုပ်လို့ရတယ်။ ကျွန်တော်ဒီကားဆိုရင်တော့ဒုတိယမြောက်ကားပဲ။ဒီကားကတော့ဒုတိယမြောက်ကားပါ။အရှင်းပါကျွန်တော်တို့အတားအယောင်ဒုတိယဆုံးချက်ကားလေးတစ်ခါပြီးဆက်ပါမယ်။အတားအယောင်ဒုတိယဆုံးချက်မှာတော့ကြာကြာတက်နေတဲ့ခေါင်းပါ။ဘန်းသားရောကျွန်တော်တို့ငယ်ငယ်ကလေးကပေါ်ရင်လဲဆိုတာလို့အဓိကတော့သူတို့ကတော့ body နဲ့အားကြခဲ့ရတယ်မင်းသားလို့ပြောရတယ်။ကျွန်တော်တို့ငယ်တဲ့ကသူ့လိုမျိုး body ဖြစ်အောင်လုပ်ရမယ်။ငါဒီလမ်းကိုရှောင်းတဲ့လူဖြစ်တဲ့အတွက်သူ့ကို guide ယူရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ငယ်ငယ်ကလေးက idol လို့ရှိခဲ့တဲ့လူ ကျွန်တော်တို့ဒီလိုကျွန်တော်နေသားရတဲ့လူတယောက်နဲ့ဒီလိုပြောဆိုတာအများကြီးသိကျင်တယ်ကောက်ကောက် ိတ်လုပ်ကြတော့မရှိတော့ကျွန်တော်ကဘယ်လိုလဲဆိုတော့အကောင်းဆုံးပြောင်းလုပ်မယ်ဆိုရဲစိတ်ပဲထားရပါတော့ပထမဆုံးကျွန်တော်အဲ့လိုဈေးဥပောက်ပေါ့နော်စကားဆဆရိုက်ခြင်းစီးပြီးဆဆဝင်ခြင်းမှာအနီမိုးမြောင်နဲ့မျက်နှာချင်းဆိုင်တွေတော်တော်များများကြီးရိုက်ခဲ့လိုက်ရတော့အမှအတွေ့အကြုံနည်းနည်းလေးရပါတော့အဲဒီတော့ရိုင်းချိန်တာမျိုးကြောက်တာမျိုးတက်ကိုအောင်ရဲလင်းနဲ့အတူတူဘေးဥမြောင်ပို့ပြီးတော့ကောင်းကြည့်ရမယ်ဆိုစိတ်နဲ့အဓိကတော့ဆောင်ပေါ်ရင်ကတော့ဇကားထဲမှာပြောရမယ် တကယ်ကန်စားတယောက်လိုမျိုးမှုတည်အပြင်းနဲ့တရုတ်ဆောင်တာတွေမြင်ရတယ်ပြီးတော့ကျွန်တော်တို့ပညာအများကြီးရပါတယ်ကိုအောင်လည်းပြီးတော့အာသဘောကျတာတခုဆိုရင်အဲ့လိုမျက်နှာအမှားရွတ်လေးတွေကအစားတွင်းနေပြီးတော့တကယ်တခုတကအမှတ်ခံပြီးတော့ညာကျိုးစားတယ်ပေါ့နော်အာနောက်ဆုံးအင်းကြီးအဲ့ဒီချိုးခံရတဲ့အခါနေဆိုရင်လည်းကျောဘုံကအဲ့လိုအာကားနဲ့အမှားရွတ်လိုမျိုးလှုပ်ထားတဲ့အပိုင်းလည်းအဲ့လိုဒီတင်းနေဒီချာလေးပြင်ဆင်တာတွေ့ရတယ်အဲ့ဒါတော့အတူ ရာလေးတစ်ခုတွေ့ရတယ်ပေါ့အမြဲတမ်းကျွန်တော်စင်မပါလဲပေါ်ရင်လေးစင်းနေဆိုတော့သွားကြည့်တယ်တခြားစင်းတွေလည်းတော်တော်များလိုက်ကြည့်ရပါတော့ဒါအဲ့လိုဒါပေါ်ရင်လေးအပါဝင်တခြားအတားရဲ့ချင်းချင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ dancer ၅ယောက်တည်းအရတကယ်ချင်းချင်း inspire you are လည်းအများကြီးရှိတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကပြောမယ်ဆိုရင်ဘသူစီရပဲဖြစ်ဖြစ်ပညာအသက်တစ်ခုတွင်းပြီးရောဆိုတဲ့စိတ်နဲ့ဉာဏ်လေးလာနေရတယ်ဆိုတော့အာဒါကျွန်တော်အဲ့လိုမျိုးစူးစမ်းပြီးတော့အများကြီး င်ညာရခဲ့တဲ့ကားလို့ပြောတယ်။အာဒီကားအမတ်တရားတော့ကျွန်တော်တို့ဒီပါဝါတဲ့ Gangster အဖွဲ့တွေအကုန်လုံးကလည်းဒီ customer ကလေးကခင်ဝါရယ်ခင်ဝါပြီးတော့စကားဆိုင်ရိုက်တဲ့နေကလေးကအလိုစိတ်တူပုံတွေဖြစ်နေအောင်နော်။အဲ့ဒါနဲ့ကျွန်တော်တို့တပွဲလုံးကလည်းသူတင်တနေဟိုကျွန်တော်စင်မပါသေးဘူးဆိုလည်းအမှအစိုးကြီးမနက်စိုးကြီးလာထိုင်စကားတွေပြောကြဒီဒီစင်းမှာဘယ်လိုလုပ်မယ်ဘာညာတချို့ ware ဆိုရင်ကျွန်တော်တို့အင်းကြီးပိုင်းတော့မှအဲ share ပြီးပို့ကြရတယ်ရှိတယ်။အာဒီကားမှာ color မကိုက်လို့ ညတော်ညီကိုရင်းနဲ့အများကြီးအမတ်ရရရှိခဲ့ဘူးအခုဒီလည်းသူတို့သတိရသတိရရတော့တခြားဇက်ကားတွေဝင်နေတဲ့အချိန်မှာအဲ့လိုမျိုးတချို့ကားတွေမှာဆိုတော့အပေါ်သိမ့်မရှိဘူးအဲ့ဇက်ကားတွေကတကယ်ကြီးနေအာဒီကိုရင်းအကုန်လုံးသတိရပါတယ်တော့ပြောလဲပြောရတယ်နော်အဲ့အဲ့လိုမျိုးဟိုဓာတ်ရိုက်ကြီးမျိုးတော့မရှိဘူးပေါ့နော်ဒီဘယ်လိုပြောလဲကျွန်တော်တို့အဲတရုပ်ဆောင်တော့မယ်ဒီ ဆိုင်လိုက်တင်ပဲဖြစ်ဖြစ်လှုပ်တော့မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပေါင်ရလင်းကအကြီးဘာကြီးတော့လှုပ်လိုက်အကြီးလေးဒီလိုလှုပ်ရင်တော့ကင်မရာပွဲသွားလိမ့်မယ်အဲ့လိုမျိုးဒါပြောပြရတယ်တော့ရှိပါဘူးဒီတေယုံမဆောင်နိုင်လောက်တဲ့အတင်လည်းအဲ့ဒီထဲမှာတော့တွေ့ဘူးမပါဘူးကျွန်တော်အဓိကကျတော့ဒီကန်စားရဲ့အနေနဲ့ကကန်စားမှုပေါက်နေရမယ်ပြီးရင်ဒါရလုံးနည်းနည်းပြောရတာရှိတယ်ပြီးရင်ကျန်တာ action တွေပဲတော့ action scene တွေမှာပဲနည်းနည်းတိုင်ပတ်တာပေါ့ အရှင်စင်းကအရှင်ကားကတော့ပထမဆုံးတွေ့ကြုံဆိုတော့တော်တော်လေးအာဒဏ်ရာရတဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးဟိုစူးစားရတဲ့ဘိုင်းတွေလည်းရှိတယ်အဲ့ဒါလည်းပေါ်ရင်းလင်းလည်းဟိုဘယ်လိုပြောမလဲဟာဒါမိန်အတာအတာကြီးတယောက်အနေနဲ့ပြောရမယ်ဆိုဒါကျွန်တော်တို့ဟိုအဲ့လိုမျိုးခြေဓာတ်တွေအထာကိုင်းဓာတ်တွေပါမရှိဘူးဟိုသူကလုံးဝဟိုခြေဥပစ်တယ်ကျွန်တော်တို့လည်းအေးဆေးစကားတွေပါပြော အာပြီးရင်ဝင်လာရင်လည်းအကုန်လုံးနှုတ်ဆက်အဲ့လိုမျိုးတော့သူကချိန်မဲ့အစားလို့ကိုပျော်တဲ့စိတ်ပဲပို့ဖြစ်လာတယ်ကောင်းရဲနေတဲ့ဒီလိုပြောဆိုတာအဲ့လိုဟိုဇကာမရိုက်ခင်ပေါ့နော်ကောင်းရဲလေးနဲ့တွေးလို့ရှိရင်ဘလို့ဘလို့ဟိုအလုံးမလဲပေါ့ဘလို့ကျွန်တော်တို့ဒီတုံဆောင်တာကိုသူစိတ်မပြတ်စေရအောင်ဘလို့လုပ်ရမလဲဆိုပြီးတော့အဲ့လိုစိတ်နည်းနည်းချိန်တာမျိုးတော့ရှိတယ်ဟိုလိုအရင်ကြောက်တာမျိုးတော့မရှိပါဘူး။ပေါ်ရင်လည်းအဲ့လိုသဘောကောင်းတယ်ဆိုတာဟိုကျွန်တော်တကယ်ကြီးနေကြမှာကြားဘူးရဲ့အားလည်းရှိတော့ တကယ်လည်းသဘောကောင်းပါတယ်ကျွန်တော်တွေ့တဲ့အချိန်မှာဆိုရင်အဲ့လိုအချင်းချင်းဟိုဆက်ဆက်ရင်ဘာမှဖြစ်ဘူးအေးစေးဒါဒါဘယ်လိုပြောလိုက်အာတဲ့ပေးရမျိုးလေးလည်းရှိအောင်ပေါ့လေအဲ့လိုတိုက်ရိုက်ကြီးတေးုံမဆောင်နိုင်တဲ့မူလောက်ကြီးဒါတော့ဘယ်သူမှမဖြစ်သွားလို့အဲ့လိုတခုတခါတင်ပေးကြမလို့ဒါပဲရှိတယ်ဒါပေမဲ့လိုရာရဲ့အာဇကာအတွက်လူငူတဲ့ဟာရေအကုန်လုံးကတော့လမ်းပြပြီးတော့ဟုတ်ကဲ့ဗျာအာကျွန်တော် ဒီနေ့အာဇကာလေးထွက်ပြီးတော့အသားလေးကိုလည်းအားပေးကြပါအောင်မချစ်တဲ့တော့စီရီတွေလေးမှာကျွန်တော်လည်းအကန်စားတယောက်နေတဲ့ပါဝင်လာတော့ကျွန်တော်လည်းအားပေးကြပါအောင်နော်ပြီးလို့ရှိရင်နောက်အာနောက်ပြည့်စပ်ပြီးတော့လည်းကျွန်တော်ဇကာရီထွက်ဖို့ရှိပါသေးတယ်ရာချပြီးသားကအာလေးလည်းစောင့်ကြည့်ကြပါဦး